ရာဖိုကသူ့ရဲ့ကစားမမဟုတ်တော့လို့ဘာပြောပြောဂရုမစိုက်ဘူးဆိုရဲအမော်ရင်အားလုံးပဲမင်္ဂလာပါများမန်ချက်စတာဖုတ်ဘောဆောင်အနေနဲ့တင်ဆက်နေပါတယ်ရာဖိုနဲ့မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့အကွဲပြေးသတင်းတွေကတော့ထပ်ပြီးတော့ထွက်ပေါ်လာခဲ့ပြန်ပါပြီအားလုံးသိကြတဲ့အတိုင်းအမော်ရင်ရဲ့အဆင်မပြေတဲ့ရာဖိုကယူနိုက်တက်အသင်းကနေထွက်ခွာသွားတာပါလက်ရှိမှာတော့အင်္ဂလန်သားကစပိန်လာလီကာကလပ်ဖြစ်တဲ့ဘာစီလိုနာအသင်းမှာအငားနဲ့တွားရောက်ကစားနေခဲ့တာပါဘာစီလိုနာအသင်းမှာတော့ရာဖိုကသူ့ခြေစွမ်းပြပြီးတော့ကစားထားခဲ့တာပါရာဖိုရဲ့ဘာစီလိုနာအသင်းမှာစွမ်းဆောင်ရည်တွေကတော့အချက်လက်တွေအရလဲထင်တာမြင်တာရှိခဲ့ပါတယ် ရဖောကတရားစီမားဘာစလိုနာအသင်းအတွက်ပြိုင်ပွဲစုံ10ပွဲကစား3ဂိုးသွင်းလေးဂိုးဖန်တီးပေးထားနိုင်ခဲ့ပါသည်။ဒါကဟူယောဗာထိတ်တန်းလီတခုမှဒေါ်လီကောင်းတဲ့ဆွမ်းဆောင်ကြီးလို့ပြောနိုင်ပါသည်။ရဖောကအခုတလောအင်တာဗျူးတွေမှာစကားတွေကအမှားတွေများနေခဲ့ပါသည်။ရဖောကဘာစလိုနာအသင်းမှာခြေစွမ်းပြနိုင်နေတာကပဝင်းကျင်ကြောင်းလို့ပြောဆိုလာခဲ့တာပါ။ရဖိုးဆိုလိုချင်တာကတော့မန်ချက်စတာယူနိုက်တက်အသင်းမှာတော့ပဝင်းကျင်မကောင်းလို့ခြေစွမ်းကြနေကြတာဖြစ်ပြီးတော့ဘာစလိုနာအသင်းမှာကတော့ပဝင်းကျင်ကောင်းလို့ခြေစွမ်းပြနေရလို့ညွှန်းထားတာပါ ။ MRI ကတော့ဒီကိစ္စရိုင်းနဲ့ပတ်သက်ပြီးတော့မီဒီယာရဲ့မေးခွန်းကိုခုလိုမျိုးပြန်လည်ဖြေကြားလာခဲ့ပါတယ်။ရာဖွေရဲ့ပြောစကားတွေကိုအာယုံမဆိုင်ပါဘူး။လက်ရှိမှာကျွန်တော်အတင်းကကစားမားတွေဘာလုပ်တယ်ဘာပြောကြတယ်ဆိုတာပဲအာယုံဆိုင်ထားပါတယ်။အတင်းရဲ့နာဂတ်နဲ့လက်ရှိပြဿုပ်ပန်းကပဲရေးပါပါတယ်လို့ MRI ကပြောဆိုသွားခဲ့တာပါ။ညတကထွက်သွားတဲ့ကစားမအများစုနဲ့ပြည်ထနာတွေကမီဒီယာတွေအတွက်စိတ်ဝင်စားစရာသတင်းကောင်းကြီးပိုင်းမှာထည့်ကျင်စရာဖြစ်ရှိနေပါ रे မြာဒီနေ့ရတင်ဆက်မှာကတော့ဒီလောက်ပါပဲနောက်ဆုံးရအကစားသတင်းတွေအပြောင်းရှိသတင်းတွေနဲ့စိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးမှာမို့လို့ page ကို like and follow လုပ်ထားပြီး video လေးကိုလည်း share ပေးကြပါအောင်ပြောရင်းနဲ့ညီကုန်းချုပ်ပါရခင်ဗျာ။